ောင်းနှင့်ပြည့်စုံကြပါစေရှင်။ဆရာတော်ရှင်စန္ဒအဓိကမထေရေးသားတော်မူသောမသေးခင်ဘာလို့ကြမလဲစာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေပါမယ်ရှင်။ ကိုအကျိုးမထီးခိုက်တော့သူတော်ဘာအကျိုးသူတော်ဘာအကျိုးမထီးခိုက်တော့ကိုအကျိုးဘဝဆိုတာအလုံးလုံးချင်းဖြစ်လို့လူမှန်ရင် အလုံးလုံးရပါတယ်အကြောင်းတရားဖြစ်တဲ့အလုံးတွေကို လုံးနေကြတာဟာအကျိုးတရားတွေအတွက်ပါအကျိုးတရားကကိုအကျိုးနဲ့သူတော်ဘာအကျိုးလို့နှစ်မျိုးရှိပါတယ်တချို့လူတွေက ကိုယ်အကျိုးအတွက်ပဲအလုံးလုံးကြပြီး တချို့လူတွေကြတော့သူတစ်ပါးအကျိုးအတွက်ပဲအလုံးလုံးကြပါတယ် မြင့်မြတ်တဲ့လူတွေကတော့ကိုယ့်အကျိုးအတွက်ရော သူတစ်ပါးအကျိုးအတွက်ရော အလုံးလုံးကြပါတယ်တကယ်တော့ကိုယ့်အကျိုးအတွက်တတ်တက်လုံးနေုံနဲ့လဲစိတ်ချမ်းသာမှုအပြေးအဝမရနိုင်သလိုသူတစ်ပါးအကျိုးအတွက်တတ်တက်လုံးယုံနဲ့လဲစိတ်ချမ်းသာမှုအပြေးအဝမရနိုင်ပါဘူးကိုယ့်အကျိုးအတွက်ရောသူတစ်ပါးအကျိုးအတွက်ပါမြမြတတ်တာဟန်ချဲညီညီလုံးနိုင်ပါမှာစိတ်ချမ်းသာမှုအပြေးအဝရနိုင်ပါတယ် ကိုဘဝကိုကျေနပ်မှုအပြေးဝရခြင်းဆိုတဲ့စုလက်ဟာ ကို့အကျိုးအတွက်ရော သူတစ်ပါးအကျိုးအတွက်ပါ အလုံးလုံးသူတွေအတွက်သဘာဝတရားကြီးကပေးအပ်ထားတဲ့တည်တန်းခွင့်ရတခု ဖြစ်ပါလေ။မိမိရဲ့လူမှန်ရင်မသေးခင်မှာကို့အကျိုးမထိခိုက်တဲ့သူတစ်ပါးအကျိုးသူတစ်ပါးအကျိုးမထိခိုက်တဲ့ကို့အကျိုးအကျိုးနှမျိုးလုံးကိုတည်ဖို့ထမ်းရွက်ရပါမယ်။ ကို့အကျိုးမထီးခိုက်တယ်သူတပါးအကျိုးတည်ဖို့ရမယ်ဆိုတာကအာကုသို့အလုံးမလုံးဖို့ပြောတာပါသူတပါးအကျိုးမထီးခိုက်တယ်ကို့အကျိုးတည်ဖို့ရမယ်ဆိုတာက ကုသို့အလုံးလုံးဖို့ပြောတာပါ အများအကျိုးတည်ဖို့တာဟာချီးမွမ်းစရာကောင်းမိမဲ့အဲ့ဒီတည်ဖို့မှုမှာမကောင်းမှုလုံးရက်တွေအာကုသို့စိတ်ထားတွေရောရှက်ပါလာပြီဆိုရင်တော့ မော်မြတ်တန့်စင်နဲ့အများကျိုးတည်ဖို့မှုမဖြစ်နိုင်တော့ပါဘူး။တချို့ကကောင်းတဲ့အလုံးကုသိုလ်လုပ်ဖဲဖြစ်ဖြစ်မကောင်းတဲ့အလုံးအကုသိုလ်လုပ်ဖဲဖြစ်ဖြစ်လောကလူသားအကျိုးတွေအများကျိုးတွေလောက်တာဆိုရင်မြင့်မြတ်တယ်။ ပါရမီဖြစ်တယ်လို့ယူဆပြောဆိုနေကြပါတယ်အင်မတန်လွဲမှားပြီးအင်မတန်ကြောက်စရာကောင်းတဲ့အယူအဆပါပဲအဲ့ဒီအယူအဆကို သဘောကျစုပ်ကိုင်းပြီး အများအကျိုးဖြစ်ရင်ပြီးရောလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့လူတွေလောကမှာပေါများလာရင်တော့လောကလူသားတွေဟာ ပါရမီဖြည့်တဲ့လူသားတွေမဖြစ်ဘဲပါရမီဖြတ်တဲ့လူသားတွေဖြစ်လာတော့မှသိကြပါတယ် ပါရမီဆိုတာမြင့်မြတ်သူတွေရဲ့အလုတ်ပါ မြင့်မြတ်သူတွေလုပ်တဲ့အလုတ်ကို ပါရမီလို့ခေါ်ပါတယ်တနည်းအားဖြင့်ပါရမီဆိုတာမြင့်မြတ်သူဖြစ်ကြောင်း အလုတ်ပါ လူတယောက်ကို မြင့်မြတ်သူဖြစ်လာအောင်စွမ်းဆောင်ဖန်တီးပေးတဲ့အလုတ်ကို ပါရမီလို့ခေါ်ပါတယ်။မကောင်းတဲ့အလုတ်အကုသိုလ်အလုတ်ဟာ မြင့်မြတ်သူတွေလုပ်တဲ့အလုတ်လားမကောင်းတဲ့အလုတ်အကုသိုလ်အလုတ်လုပ်ခြင်းကြောင့်လူတယောက်ဟာ မြင့်မြတ်သူ ဖြစ်လာနိုင်သလား ညံသွင်းပြီးစဉ်းစားကြည့်ရင်သိနိုင်ပါတယ်ငါအတွက်မပါလောကအတွက်လောက်တာမှန်သမျှပါရမီဖြစ်တယ်လောကအကျိုးအတွက်မိမိဘဝကိုအနစ်နာခံစေသေးပြီးအလုလုရင်ပါရမီဖြစ်တယ်ဆိုတဲ့မှားယွင်းတဲ့အယူအဆကိုလုံးဝဖယ်ရှားပြီးကိုယ့်အကျိုးမထိခိုက်တဲ့သူတစ်ပါးအကျိုးပြုလုပ်ငန်းတွေကိုတန်းစင်မောမြတ်စွာပါရမီမြောက်အောင်တည်ဖို့ရွတ်ဆောင်ကြရပါမယ် သူတော်ဘာကြိုးပြုလုပ်ငန်းမှာအကုသိုလ်ပါလာတာကိုပဲကို့အကျိုးထိခိုက်တယ်လို့ဆိုလိုပါတယ်။အနစ်နာခံစိတ်နဲ့လုံးမပါရမီဖြစ်တယ်လို့တချို့ကအယူမှားနေကြပါတယ်။အနစ်နာခံတဲ့ဆိုကလေးကငါနစ်နာသွားပြီဆိုတဲ့အတွေ့ပါနေပါဘူး။ငါနစ်နာသွားပြီဆိုတဲ့အတွေ့ဟာသောတာဥစည်းတဲ့အကုသိုလ်စိတ်ပါ။ဝမ်းနည်းမှုအရင်ငွေတွေလွှမ်းခြုံနေပါတယ်။ ပါရမီစစ်စစ်ဖြစ်ချင်ရင်အကုသိုလ်စိတ်ကင်းစေရပါမယ်။အနစ်နာခံတယ်လို့မတွေးပဲအကူညီပေးတယ်လို့တွေးပြီးဝမ်းမြဝမ်းသာတက်တက်ကြွကြွဖြစ်နေရပါမယ်။အကူညီပေးတဲ့လုံရက်တွေမှာဆွန့်လွတ်ခြင်းတွေအနည်းနဲ့အများအပေါ်နဲ့အလေးအပားနဲ့အထူးပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ဆွလွတ်ချင်းဟာအနစ်နာခံခြင်းမဟုတ်သလိုအနစ်နာခံခြင်းဟာလည်းပါရမီဖြည့်ခြင်းမဟုတ်ပါဘူးဒီသဘောတွေကိုနောင်အလင်းသင်းတဲ့တရားတော်တွေကြားမှပဲအကျယ်တဝင်းပြောပါတော့မင်း အခုတော့ဒီလောက်ပဲအချင်းချင်းမှတ်ထားပါ ကို့အကျိုးအတွက်အလုံးလုံးတဲ့အခါမှာလဲသူတပားအကျိုးမထိခိုက်အောင်ဂယူးဆိုင်ဖို့လိုပါတယ်စစ်မှန်တဲ့ကို့အကျိုးဆိုတာကုသိုလ်အလုံးတရားဘာဝနာလုပ်ကို ပြောတာပါကုသိုလ်အလုံးတရားဘာဝနာလုပ်တွေဟာအများအကျိုးသူတပားအကျိုး၌ဓာတ်ရိုက်မပသက်ဆိုင်ပေမဲ့အများကို သူတပားကိုမထိခိုက်တဲ့အတွက်ချီးမွမ်းဖွယ်ကောင်းတဲ့အလုံးမြင့်မြတ်တဲ့အလုံးဖြစ်ပါတယ် တကူကောင်းဆန်တဲ့အလုံးမဟုတ်ပါဘူးဒါပေမဲ့ကုသိုလ်အလုံးတရားဘာဝနာအလုံးကို သူတစ်ပါးထိခိုက်အောင်ပတ်ဝန်းကျင်နှောက်ယှက်ဖြစ်အောင်လုပ်ရင်တော့တန့်စင်မွန်မြတ်တဲ့ကိုယ်အကျိုးသက်ဖို့မှုမဖြစ်နိုင်တော့ပါဘူးဥပမာအတန်ကျဲကြီးနဲ့ဖျားအော်ရှိခိုးတာမျိုးအတန်ချက်ဆက်ကြီးတွေတစ်နေ့လုံးတစ်ညလုံးအဆက်မပြတ်တရားဆောင်အော်ရွံ့နေတာမျိုးတွေပေါ့ အဲ့ဒီလိုငါကုသိုလ်ရရင်ပြီးရောပတ်ဝန်းကျင်ဘာဖြစ်ဖြစ်ငါကောင်းတာလုပ်တာပဲသူတို့မကြိုက်လဲမတက်နိုင်ဘူးဆိုတဲ့တကူကောင်းဆန်အယူဆမှားတွေကို လုံးဝဖယ်ရှားပြီးသူတစ်ပါးအကျိုးမထိခိုက်တဲ့ကို့အကျိုးပြုလုပ်ငန်းတွေကိုတန့်စင်မွန်မြတ်စွာ ပါရမီပြအောင်တည်ဖို့ရွတ်ဆောင်ကြရပါမယ်။ နေမင်းကြီးဟာမကွယ်ခင်မှာလဲကိုယ်တိုင်တောက်ပါ လောကကို အလှဆင်းသလိုလူသားဟာလဲမသေးခင်မှာကိုယ့်အကျိုးလဲဆောင်ရွက်သူတော်ဘာအကျိုးကိုလဲတည်ဖို့ကြရပါမယ်မသေးခင်ဖြည့်စည်းရမီဘဝအည်သွေးများ မြတ်စွာဘုရားရှင်ကမသေးခင်တုတ်တန်လို့အဓိပ္ပာယ်ရတဲ့ပုရာဗေဒတုတ်တန်မှာ မသေးခင်ဖြည့်စည်းရမယ့်ဘဝရည်သွေးတွေကို တစုတဝေးနဲ့ဟောကြားထားပါတယ်။မြင့်မြတ်တဲ့လူသားတိုင်းနဲ့မြင့်မြတ်လို့တဲ့လူသားတိုင်းမဖြစ်မနေဖြည့်စည်းရမယ့်စိတ်တဲ့ရည်သွေးဘဝရည်သွေးတွေဖြစ်လို့အကျဉ်းဆုံးချုပ်ပြီးပြောပြခြင်းပါတယ်။ မသေးခင်မှာတဏှာကင်းအောင်ကြိုးစားရပါမယ်။လုံးဝမကင်းအောင်နည်းနိုင်သမျှနည်းရပါမယ်။အစွန်းထွက်တဲ့တဏှာမျိုးလွန်ကဲဖောက်ပြန်တဲ့တဏှာမျိုးလုံးဝမဖြစ်အောင်တတိနဲ့ထိမ့်သိမ့်နိုင်ရပါမယ်။ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း ဖြစ်မလာသေးတဲ့အနာဂတ်အကြောင်းတွေကိုမလိုအပ်ဘဲတွေးတောနေပြီး စိတ်ပင်မမနေသင့်ပါဘူးမသေးခင် ကိုတကယ်ပိုင်နဲ့ပစ္စုပန်တခဏလေးမှာပဲစိတ်ကိုတဲ့တဲ့ချထားပြီးလှုပ်သင့်လှုပ်ထိုက်တာကိုအကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်မသေးခင်မှာကိုစိတ်ကိုဒေါသမိမလောင်မြိုက်အောင်တိန့်ရှောင်နိုင်ရပါမယ်ထိတ်ကနေရှိဒေါသထွက်တာမျိုးကိုမကြည်နဲ့တဲ့လူကိုရံညိုးဖွဲ့ကလေးစားဖို့ကြိုးစားတာမျိုးတွေမလုံသိမ့်ပါဘူး သူလည်းတနေ့သေးကိုလည်းတနေ့သေးမဲ့ကိစ္စဘာလို့ဒေါသထွက်နေအောင်မှလဲနေရတကားမှာစိတ်ပူပန်တက်တဲ့သူလည်းမဖြစ်သင့်ပါဘူးတိုတောင်းလာတဲ့ဘဝလေးကိုစိတ်ပူလောင်မှုတွေနဲ့ဘာလို့အချိန်ဖြုံးပြမှလဲစိတ်အေးအေးခေါင်းအေးအေးနဲ့အရာရာကို ရောနီတော်မနတိကာရထားတတ်ဖို့အရေးကြီးပါတယ်ရှိတဲ့ဂုံတွေပဲဖြစ်ဖြစ်မရှိတဲ့ဂုံတွေပဲဖြစ်ဖြစ် ကြွားတဲ့ဝါတဲ့ဂုံမြိုင်တက်တာမျိုးကိုလည်းရှောင်ကျင်ရပါမယ်။ကိုလောက်တာကိုပိုင်နာ လူတကာလှဲ့ကြွားနေရတဲ့အရာသာကတေးရင်ကိုတွက်ပါများအကျိုးပြုနိုင်မှာမို့လို့လေ။လုံသိနာမလုခဲမိလေချင်းမလုံသိနာလုံမိခဲလေချင်းလို့နောင်တရစိတ်ပူပန်နေတာမျိုးလည်းမဖြစ်သေးပါဘူး။ အတိမန်သတိမှန်ရတဲ့အချိန်ကစပြီးလှုပ်တဲ့နာလုံးမလှုပ်တဲ့နာမလှုပ်ဖဲနေရင် မသေးခင် ကိုဘွားဟာကျေနပ်စရာကောင်းနေပါပြီနှုတ်ဆောင်စည်းသူ စကားကိုညံနဲ့ချင်းချင်းပြောသူလည်းဖြစ်ရပါမယ်အပိုစကားတွေအကျိုးမဲ့စကားတွေကိုစိတ်ထင်တိုင်းလျှောက်ပြောနေလို့ကိုပါဆက်လည်းစက်တည်းရှိမလာနိုင်တယ်လို့မသေးခင်ကိုဘွားလည်းစက်တည်းရှိမလာနိုင်ပါဘူး မသေးခင်ကာလာလေးကတိုးတိုးလေးမူစိတ်ပြန့်လင့်တွေးတော်ပြီးလဲအချိန်မဖြုံးသင့်သွားဘူးကုံသွားတဲ့အချိန်ကပြန်မရနိုင်တဲ့အတွက်လက်ထဲရောက်လာသည်မအချိန်တိုင်းကိုစိတ်တည်ငြိမ်မှုအပြည့်နဲ့အကျိုးရှိရှိ အသုံးချတတ်ရပါမယ်ကိုယ့်ရဲ့လက်ရှိဘဝကိုမကြည်နဲ့ဖဲမရေရာမသေးချတဲ့အနာဂတ်ဘဝကို ပုံဖော်တတ်မှတ်နေတာမျိုးလဲလုံးဝမဖြစ်စေသင့်ပါဘူး ကိုနဲ့ထိုက်တန်းလို့ရလာတဲ့ကိုဘွားကိုကြည်ကြည်နက်နက်လက်ခံပြီးနေတတ်အောင် နေရပါမယ်ပြစ္ဆုတ်ပံဘွားကို ဖန်တီးပေးလိုက်တဲ့အတိတ်ကံရဲ့ဖြစ်တရားဘွားတွေကိုလည်းစိတ်နာနေလို့အပေါ်ပါပဲကံကံရဲ့အကျိုးမရှိ ရှေးဘွားနောက်ဘွားမရှိ အစရှိတဲ့အယူမှားမိစ္ဆာဒိဋ္ဌိတွေလည်းကင်းရှင်းနေရပါမယ်အယူမှားရင် အလုံးမှားမယ်အလုံးမှားရင် အကျိုးတရားလည်းမှားပြီး ပစ္စုပန်မာယောသံတရားမှာပါဆင်းရဲဒုက္ခတွေပင်လယ်ဝေရပါလိမ့်မယ်။ကိလေသာဖြစ်မဲ့ကိစ္စအကုသိုလ်ဖြစ်မဲ့ကိစ္စတွေမှာတွန်းဆုတ်တဲ့သူဖြစ်ရပါမယ်။ကိလေသာစိတ်မဖြစ်ရဲအကုသိုလ်အလုံးမလုံရဲတဲ့သူဟာ သူရဲကောင်းအစ်စ်ပါ။ကိုကိုသူတပားတွေအထင်ကြီးအောင် မဟုတ်မမှန်လောက်ကျန်လှုံ့ဆော်တာမျိုးလုံးဝမပြူလို့ရပါဘူး။ အံဖွဲထူးဆန်းနာတွေလိန်ညာဖန်တီးပြပြီးနာမကြီးလက်ပေါ်ပြိဋ္ဌာန်မြောင်လှုပ်ချင်းဟာကိုယ့်ရဲ့မသေးခင်ဘဝကို အမဲရောင်စိုးနေတာပါပဲ လူသားတွေရဲ့မသေးခင်ဘဝကိုအယုတ်ဆိုးကြီးတန်းစေတဲ့မနာလိုဝင်းတို့မှုအိတ်သာမစ္စရိယကိုလည်းတွန်းလှန်နိုင်ရပါမယ်ကိုထက်တာမနာလိုတဲ့စိတ်ကိုလိုပြည့်စုံမဝင်းတို့တဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာ မသေးခင်ကပုံနေတယ်တက်ရှိ အလောင်းကောင်းပါပဲကိုအပြုမှုကြမ်းတမ်းသူ နှုတ်အပြောဆိုကြမ်းတမ်းသူစိတ်နေသဘောထားကြမ်းတမ်းသူမဖြစ်ရပါဘူးကိုကျင်တရားမကောင်းသူသီလမရှိသူကိုပတ်ဝန်းကျင်ကယွန်ရှာဆက်ဆုပ်ကြပါတယ်မသေးခင်မှာပတ်ဝန်းကျင်ကယွန်ရှာဆက်ဆုပ်တဲ့ကိုကျင်တရားပြတ်သူ မဖြစ်ပါစေနဲ့ လှုံ့ဆော်နေသူအချင်းချင်းအစဉ်ပြေနေသူအချင်းချင်းကွဲပြားအောင်လှုံ့ဆော်သူ ခုံတိုက်သူ မဖြစ်ပါစေနဲ့သူရေစက်နဲ့သူ သူအချောင်းစက်နဲ့သူချစ်ကြခင်ကြအစဉ်ပြေနေကြတာကို မနာလိုဝင်တို့ဖြစ်ပြီးကွဲပြားအောင်ခုံတိုက်တဲ့သူလောက်ကြက်တရေရုပ်တဲ့သူ လောကမှာမရှိတော့ပါဘူး မျက်စိနာနာရှာကိုစိတ်လို့ခေါ်တဲ့တကား6ပေါက်ကနေအစင်းအသံနဲ့ရတာထီတွေ့သဘောတရားလို့ခေါ်တဲ့အာယုံ6ပါးစီကိုတဏှာလောဘအစားရှိတဲ့ကိလေသာရေအလင်းတွေစီစင်းမသွားအောင်စောင့်ရှောက်နိုင်ရပါမယ် မြင်းမြင်းကမြာကြားကြားကမြာနဲ့ပြီးအောင်တတိပဌံတရားကိုပွားများနိုင်ရင်ကိလေသာရေစီးစင်းမှုရက်တန့်သွားမှာပါ မာနလွန်ကဲပြီးအောက်ခြေလွတ်ဘဝင်မြင့်နေတဲ့သူလည်းမဖြစ်စေရပါဘူးမာနကြီးတယ်ဆိုတာအထင်ကြီးတာပါပစ္စည်းရုပ်ရည်ပညာအာဏာသူများထက်သာတယ်လို့ထင်နေတဲ့အထင်ကြီးနေတာပါ အထင်ဟာအထင်ပါပဲတကယ်မဟုတ်ပါဘူး မသေးခင်မှာတနေ့ထက်တနေ့ဉာဏ်ပညာကြီးမားသူဖြစ်အောင်ကြိုးစားနေရပါမယ်။လောကီဉာဏ်ပညာသာမက လောကုတ္တရာဉာဏ်မှာရမှလူဘဝဖြစ်ရကြုံတတ်ပါတယ်။ဘယ်ရာမျိုးကိုမဆိုးကိုတွေ့အသည့်မပါပဲသူတစ်ပါးအပြောနဲ့ယုံတတ်တဲ့သူလည်းမဖြစ်စေရပါဘူး။တီတီတီထိုက်တာမှန်သမျှသူတပားပါးစက်မှလမ်းဆုံးသူတပားပြောတာယုံနေယုံလောင်းနဲ့မပြီးပဲ ကိုယ်တိုင်သိကိုယ်တိုင်မြင်နိုင်အောင်ကြိုးစမ်းအားထုတ်ရပါမယ်။ ဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာလဲလက်မြော်တဲ့စိတ်နဲ့မပြုလို့ရပါဘူးလူမှုရေးလက်လာပါလို့ခေါ်တဲ့ထင်ပေါ်ကြော်စောမှု စီးပွားရာထူးတိုးတက်မှုတန်တရားကောင်းစားမှုတွေကို လုံးဝမမျော်ကိုပဲတန်တရားဝေစင်းရဲမှလွမြောက်လိုတဲ့စိတ်တတဝအများကောင်းစားစေလိုတဲ့စိတ်နဲ့ပြုလုပ်ကြရပါမယ် အကောင်အဆိုးလောကရန်မျိုးမျိုးနဲ့တွေ့ကြုံလာတဲ့အခါမှာလဲစိတ်ဓာတ်စိတ်မပြတ်ပဲတည်တည်ငြိမ်ငြိမ်နဲ့ခံနိုင်ရရှိရပါမယ်။တက်ရှိတက်မဲ့တခုခုအပေါ်တက်မဲ့ဆွဲလန်းတဲ့တဏှာကို အကြောင်းပြုပြီး ဘသူမှစန့်ကျင်ဘမဖြစ်စေရပါဘူးတဏ္ဍတခုခုရဲ့နောက်မှာစင်ပွားအကုသိုလ်စိတ်တွေမကောင်းမှုဒုစရိုက်တွေတွဲပါမလာအောင် ထိမ့်သိမ့်နိုင်ခြင်းကသာ အစင်မြင့်ပုရုစင်တွေရဲ့အရေးချင်းတစ်ခုပါပဲအစားအသောက်နဲ့ပတ်သက်ပြီးတော့လေဒါမစားရမနေနိုင်ဒါမတောက်ရမနေနိုင်တန်တန်ဆွဲမမောမှုကင်းရှင်းရပါမယ်ရတ္တတဏ္ဍကို ထိမ့်ချုပ်ဆောင်စည်းနိုင်ရပါမယ် ်ကိုအပြုမူဖြစ်သည်မျှအစိမ့်နေထားဖြစ်သည်မျှကိုအမြဲတည်ကက်ရှုမှတ်နိုင်တဲ့အတွေ့အကြုံကြုံလာသည်မျှအာယုံကောင်းဆိုးအမျိုးမျိုးကိုမချစ်မမုန်းပဲဥပိ္ပခာပြုအညီမျှရှုနိုင်တဲ့သူ ဖြစ်ရပါမယ်ကိုအထက်လူနဲ့နှိုင်းရှင်တဲ့မာနာကိုဒန်းသူလူနဲ့နှိုင်းရှင်တဲ့မာနာကိုအောက်ဒန်းလူနဲ့နှိုင်းရှင်တဲ့မာနာမာနသုံးမျိုးစလုံးလဲကင်းရှင်းရပါမယ် တေပြီးရင်အတက်ကောင်ဝိညာဉ်ကောင်လေးနောက်ဘဝလိုက်တယ်ဆိုတဲ့တတ္တရဒိဋ္ဌိတေပြီးပြက်တယ်ဘာမှမဖြစ်တော့ဘူးဆိုတဲ့ဥစေရဒိဋ္ဌိဒီဒိဋ္ဌိနှစ်ပါးလဲကင်းရှင်းရပါမယ်ဒီဒိဋ္ဌိနှစ်ပါးရှိနေရင် မသေးခင်လောက်ရမယ့်အလုပ်တွေကမောက်ကမဖြစ်ပြီးတန်တရာမှာခြောက်ကြရပါလိမ့်မယ် ကိုနဲ့ပတ်သက်ဆက်ဆက်နေတဲ့သာသမီစားတဲ့တက်ရှိပုံကိုယ်တွေအိမ်မြေစားတဲ့တမက်ရာဝိထုတွေကို ငါသားငါသမီးငါအိမ်ငါမြေဆိုပြီးငါဆွဲကြီးကြီးငါဥစ္စာဆွဲကြီးကြီးနဲ့တိမ့်ပိုက်ထားတဲ့စိတ်မျိုးကင်းရှင်းရပါမယ်။ဘာလှုပ်ဖဲလှုပ်လှုပ်ကိလေသာကိုရှည်တန်းတင်တဲ့အလုပ်ကိလေသာကိုဆီယာတင်တဲ့အလုပ်မျိုးမဖြစ်အောင်တတိထားရပါမယ်။ကိလေသာအရင်မခံမဲအလုပ်လုံးနေပါလျက်နဲ့သူတပါးတို့ကကိလေသာအရင်ခံတယ်လို့ထင်မှဆွဆွဲလာရင်လေမတုံမလုံးသီးခံနိုင်ရပါမယ်။ တလောကလုံးမှာ ကိုပိုင်နာဘာမှမရှိပါလားဆိုတဲ့အသည့်ဆွဲဆွဲမြဲမြဲရှိနေရပါမယ်။အဲ့ဒီအသည့်ဆွဲဆွဲမြဲမြဲရှိနေပြီဆိုရင် ရှိကျင်တာမရှိလို့လည်းမပူပန်တော့ပါဘူး။ရှိပြီးတာမရှိလို့လည်းမစူညံတော့ပါဘူး။ ချစ်ချင်းမုံချင်းစားတဲ့ကိလေသာကို အရင်ခံပြီး မလုတ်သင့်မလုတ်ထိုက်တာ လုတ်တဲ့အာဂရိလိုက်စားမှုလည်းကင်းရှင်းရပါမယ်။အာဂရိရဲ့လာရဟာဒုက္ခတိပါ။လောကမှာလူသားတွေမလုတ်သင့်မလုတ်ထိုက်တာလို့လုတ်သင့်လုတ်ထိုက်တာမလုတ်ဖြစ်နေတာဟာ အရင်ခံကားကတော့ကိလေသာပါပဲ။ကိလေသာခေါင်းမလာတာနဲ့အမျှမလုတ်သင့်မလုတ်ထိုက်တာတွေလည်းရှောင်ကျဉ်နိုင်လာပါလိမ့်မယ်။လုတ်သင့်လုတ်ထိုက်တာတွေလည်း ဆောင်ငင်းနိုင်လာပါလိမ့်မယ်မလုတ်သင်တဲ့အားလုံးအကျွင်းမဲ့ရှောင်းနိုင်ပြီးလုတ်သင်တဲ့အားလုံးအကျွင်းမဲ့ဆောင်းနိုင်ပြီးဆိုရင်တော့အကျွင်းမဲ့ဘဝလွတ်မြောက်မှုကိုရပါပြီတေခြင်းတရားက အပီးတိုင်းလွတ်မြောက်ပါပြီထတလဲလဲတသေးတဲ့တည်နေရတဲ့အဖြစ်ဆိုဒုက္ခဆိုးတွေကထာဝရလွမြောက်ပါပြီ အနိုင်မဲ့နိဗ္ဗာန်မှာအကျွင်းမဲ့ပျော်စံနိုင်ပါပြီ ဒါကြောင့်မသေးခင်လို့ရမယ်အလုပ်တွေထဲမှာ အရေးအကြီးဆုံးဗဒနာကြဆုံးကတော့ကိလေသာခေါင်းပါရေးအလုံးကိလေသာအမြင့်ပြည့်ရေးအလုပ်ပါပဲအပမဒေနာတမ္မာဒီထာမိမိကို လူတယောက်ကကြံကြောင်းတစ်ချောင်းပေးလာခဲ့မယ်ဆိုပါတော့ အဲ့ဒီကြံကိုအရင်ကစပြီးတော့စုံမလားအဖျားကစပြီးတော့စုံမလားသိချင်းတရားကို မစင်ကျင်မိတဲ့ပုံကိုများကတော့အဖျားပိုင်းကနေစပြီးတော့စုံမယ်သိချင်းတရားကိုစင်ကျင်မိတဲ့ပုံကိုများကတော့အရင်ပိုင်းကနေစပြီးတော့စုံမယ်အဖျားပိုင်းကနေစပြီးစုတ်တဲ့ပုံကိုရဲ့ရည်ရဲချက်ကတော့ ကြံရဲ့အကောင်းဆုံးရတာဟာအရင်ပိုင်းမှာရှိတဲ့အတွက်ကြောင့်အရသာကိုတဖြည်းဖြည်းတိုးပြီးခန်းစားမယ်ဆိုတဲ့ရည်ရွယ်ချက်ပါ။ဒါပေမဲ့အဲ့ဒီပုံကူဟာအဖျားပိုင်းကိုစုပ်နေရင်တန်းလန်းနေသေဆုံးခဲ့မယ်ဆိုရင်အရင်ပိုင်းမှာရှိတဲ့အကောင်းဆုံးရတာကိုခန်းစားခွင့်ရလိုက်မှာမဟုတ်တော့ဘူး။ တေချင်းတရားကိုဆင်ကျင်ထားတဲ့ပုဂ္ဂိုလ်ကအရင်ပိုင်းကနေစပြီးဆုတ်တော့အဖျားပိုင်းကိုမရောက်ခင်မှာတေသွားခဲ့မယ်ဆိုရင်လေအကောင်းဆုံးရတာကို ခံစားပြီးပြီဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်တရားကျိုးနှက်ပါတယ်လောကီအယုံ ကာမဂုဏ်ချမ်းသာဆိုတာ ကျန်ရဲ့အဖျားပိုင်းအရသာနဲ့တူပါတယ်ဝိပဿနာချမ်းသာနှင့်တကွမချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာဆိုတာကတော့ကျန်ရဲ့အရင်ပိုင်းအရသာနဲ့တူပါတယ်ရခဲ့တဲ့လူဘဝရခဲ့တဲ့အခိုက်အဖျားပိုင်းချမ်းသာနဲ့ပဲအချိန်ကုန်ခံပြီးတော့မိမိရဲ့ဘဝတန်ဖိုးကိုနှိမ်ချပြစ်လိုက်မလားဝိပဿနာချမ်းသာ မချမ်းသာ ဖို့ချမ်းသာလို့ခေါ်တယ်အရင်ပိုင်းချမ်းသာကို ခံစားပြီးတော့ပဲမိ မိရဲ့ဘဝတန်ဖိုးကို မြင့်တင်မလားဆိုတာကတော့ကိုကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါရဲ့ပါရမီဓာတ်ခံလဲအကောင်အသိဉာဏ်လဲရင့်တန်းနေပညာရှိ သူတော်ကောင်းဆိုရင်တော့အပြားပိုင်းချမ်းသာတဲ့အရင်ပိုင်းချမ်းသာကိုပိုပြီးတန်ဖိုးထားမှာတေကြပါတယ်။တန်တရားနဲ့ချီပြီးတော့ကြုံတွေ့ခဲလာတဲ့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနဲ့တွေ့ကြုံတဲ့အခိုက်မှာ မသေးခင်အချိန်ကာလလေးအတွင်းအလုတ်သည်လှုပ်ထိုက်ဆုံးဖြစ်တဲ့ဝိပဿနာအလုတ်ကိုအချိန်ဟုန်ကောင်းကောင်းအင်းအားပါပါစွမ်းရည်ပြည့်ပြည့်နဲ့လုံနိုင်ဖို့အတွက်သိချင်းတရားကို အမြဲမပြဲဆင်ခြင်နိုင်ကြပါစေတဲ့ရည်ရွယ်ချက်နဲ့ဟောကြားထားတယ်မသေးခင်ဘာလုပ်ကြမလဲဆိုတဲ့ဦးစင်းတို့ရဲ့တရားကိုဒီနေရာမှာပဲဤကုံချုပ်ပါတယ် မသေးခင်ဘာလုံးကြမလဲတရားကိုနာကြားကြရတဲ့တရားနာပိဋကများသေခြင်းတရားကို အမြဲမပြတ်မကြာခဏ သတိတရားဆင်ခြင်နိုင်ကြပါစေ တေခြင်းတရားကိုတရိယာဆင်ခြင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ထူးခြားထက်မြက်သောစိတ်ဆွမ်းအားနဲ့ဒါနသီလတမထဝိပဿနာကုသိုလ်ကောင်းမှုများကိုအရှိန်ဟုန်ကောင်းကောင်းအင်အားပါပါစွမ်းရည်ပြည့်ပြည့်ပြုလုပ်အားထုတ်နိုင်ကြပါစေပြုလုပ်အားထုတ်နိုင်ကြတဲ့အတိုင်းလဲပဲဝိပဿနာဉာဏ်တွေဆင်းဆင်းတက်မဉဏ်ဖူဉဏ်တွေဆင်းဆင်းတက်ပြီးတော့နိဗ္ဗာန်ချမ်းသာကို ဒီဘဝဒီခန္ဓာနောက်ဆုံးအဖြစ်နိုင်မျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းရင်ဥစဉ်တို့ရဲ့ဒီတရားကိုဒီနေရာမှာပဲဤကုန်းချုပ်ပါတော့မယ်တရားနာပိဋကတ်များအလုံးလက်အုပ်ချီထားကြပါ အရေးကြီးဆုံးစကားတခွန်းနဲ့တရားဤကုန်းချုပ်ပါတော့မယ်အပမဒေနာတမ္မာဒေထာအဘမာရီနာမမေမေလျမပေါ်မဆပြင်းပြထက်တန်မှန်ကန်သောတတိတရားဖြစ် သမာဓိထာသီလသမာဓိပညာဟုဆိုအပ်သောတိခါသုံးပါးတို့ကို ကိုစည်းကိုငါပြေဆောင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓုပါဖေ။အယဆေမျက်နှာ၌ရှိကြသောနယ်လူတ္တဝါအလုံးတို့သည် ပြင်းရန်ယောဂကင်းစင်กว่า၍ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။တရားတော်ကိုအစမဆုံးသည့်တိုင်လိုက်ပါနာယူကြတဲ့တူတူယောက်ချင်းစီတိုင်းကို FFG Channel ကိုစာကျမမေဦးမမကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ တရားတော်ကိုအတန်သိယူနေစဉ်မှာအကြောင်းမျိုးမျိုးကြောင့်စုညံတန်များပါသွားခဲ့ရင်လည်းထက်ဆင့်တောင်းပန်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကိုစိတ်နှပြချမ်းမာချမ်းသာစွာဖြင့်မိမိတို့၏ခန္ဓာဝင်ကိုဘာသာတာသနာဝင်ကို လွယ်ကူစွာရက်ဆောင်နိုင်ကြပါစေရှင်